မင်္ဂလာပါရှင်ဒီနေ့ကျမတို့စိတ်ငူလေးလာကြမှာကတော့မြန်မာနိုင်ငံရဲ့ဥပဒေပညာရေးအကြောင်းပဲဖြစ်ပါတယ်ဟုတ်ကဲ့ခင်ဗျာကျမတို့လေးလာသုံးသပ်နေတဲ့ရေးအမြစ်ကောမြန်မာနိုင်ငံဥပဒေပညာရေးအခန်းကကောင်းလို့ချက်တယ်ပေါ့နော်ဟုတ်ပါတယ်အဲ့ဒီရောဒီဆွေးနွေးမှုကနေပြီးတော့ဥပဒေပညာရေးရဲ့ဖွဲ့စည်းပုံသူ့ရဲ့တမိုင်းကြောင်နောက်ခံရည်ရွယ်ချက်တီးပြီးတော့ဒီပညာရှိတွေရဲ့သဘောတဘာဝဒါတွေပူပြီးနားလည်နိုင်မှုကြီးပဲပါတယ်ရှင်ဟုတ်ကဲ့အဓိကအဖြစ်တော့တက္ကသိုလ်အဆင့်တင်ကြမှုရဲ့ နောက်ပြီးတော့အသက်မင်းဝမ်းကြောင်းအသက်ကင်းစင်မှုရယ်ဆက်ပြီးတော့အပိုင်းနှစ်ပိုင်းကြီးတာမှာမှာဟောပါတယ်အရင်မြန်မာအစောပိုင်းကတည်းကထောက်ပြထားတဲ့အချက်တခုရှိတယ်လीအဲ့ဒါကဘာလဲဆိုတော့ဥပဒေပညာရေးဆိုတာနိုင်ငံတော်ရဲ့မန်တိုင်ကြီးတုံးရလုံပေါ့ဥပဒေပြူရေးအုပ်ချုပ်ရေးတရားစီရင်ရေးအဲ့ဒါတွေအားလုံးတွေ့အင်မတန်အရေးပါတဲ့အခန်းကဏ္ဍကပါဝင်နေတယ်ဆိုတာပါပဲဟုတ်ကဲ့ဟုတ်ကဲ့ဒါကတရားဥပဒေစုံမွေးအတွက်အခြေခံအုတ်မြစ်ချပေးတဲ့လုပ်ငန်းစဉ်ကြီးပေါ့နော်အင်း စိတ်ဝင်စားဖို့ကောင်းတာတစ်ခုကနိုင်ငံရေးစနစ်တွေပြောင်းလဲခဲ့ပြီမဲ့လေဥပဒေပညာရေးကအစိုးရရဲ့ပညာရေးစနစ်ထဲမှာအစိပ်ပိုင်းတစ်ခုအဖြစ်အမြဲတမ်းရှိနေခဲ့တယ်။အထောက်ကူပြုခဲ့တယ်ဆိုတဲ့အချက်ပါပဲ။ဟုတ်ကဲ့။ဒါဆိုရင်တက္ကသိုလ်ပညာရေးဘက်ကိုအရင်ကြည့်လိုက်ကြအောင်နော်။ဒီဥပဒေပညာရေးစနစ်ကမြန်မာနိုင်ငံမှာတော်တော်လေးသမိုင်းကျခဲ့တာပဲ။ဟုတ်တယ်ဟုတ်တယ်။ ဖရီဒရစ်ကိုလိုနီကစ်စ်ချစ်ခုနှစ်လောက်ကတည်းကစခဲ့တယ်လို့ဆိုရယ်ဟုတ်ပါတယ်နောက်ပိုင်းရန်ကုန်ကောလိပ်ဖြစ်လာတယ်ပြီးတော့1920မှာရန်ကုန်တက္ကသိုလ်တရားဝင်ထစ်လာတဲ့အခါကျတော့တီးတန်ဥပဒေပညာဌာနရှိလာပြီးတော့ဥပဒေဘွဲ့အဲ့ဒုံကတော့ BL ပေါ့အဲ့ဒါကိုပြရခဲ့တယ်ဟုတ်ကဲ့အဲ့ခစ်ကရှင်နေဖြုတ်ဖို့လမ်းကြောင်းကလည်းနေနဲ့စိတ်ဝင်စားဖို့ကောင်းတယ်ဗျာကိုလိုနီအစိုးရကစာမေးပွဲတွေလုပ်ပေးတယ်အောက်တန်းရှင်နေအထက်တန်းရှင်နေတရားလွတ်ကျော်ရှင်နေဆိုပြီးတော့လေဟုတ်ကဲ့အဲ့ဒီစာမေးပွဲတွေအောင်းမြင် လက်မှတ်တော်ရတယ်ဒါပေမဲ့ဒါနဲ့တည်းမဖြစ်သေးဘူး။ဟွန်းဝိုင်းရှင်နေကြီးတယောက်စီမှာတနစ်တီတီအဲ့ဒါလက်တွေ့တရားရုံးအလုပ်ပေါ့ Chamber Practical လို့ခေါ်တာပေါ့လေအဲ့ဒါဆင်းပြီးတင်ယူရတယ်လို့ဆိုပါတယ်။အော်ဟုတ်ကဲ့အဲ့ဒီနောက်ပိုင်းကျမှတကယ့်ရှင်နေဖြစ်လွတ်ကိုင်းခွင့်ရတာမျိုးပါလက်ရှိခြေနေကိုကြည့်လိုက်ရင်တော့အခုတက္ကသိုလ်တွေအဝေးသင်းတက္ကသိုလ်တွေကနေပြီးတော့ဥပလီဘွယ် LLB နော်မဟာဘွယ် LLM ပြီးတော့ပါရဂူဘွယ် PhD ရေးထီပေါ့နော်သင်ကြားပေးနေပြီဟုတ်ပါတယ် တပင်းဟူပြည်တွဝန်ထမ်းရွေးချယ်လေ့ကျင့်ရေးအဖွဲ့ကနေပြီးတော့လဲအစိုးရရဲ့လိုအပ်ချက်အရအထက်တန်းရှင်နေတို့တောင်ရတော်ရှင်နေတို့ကိုတီးခြားလေ့ကျင့်မွေးထုတ်ပေးနေတယ်လို့လည်းတွေ့ရတယ်ရှင်ဟုတ်ကဲ့တမန်ရောက်ကိုပြန်ကြည့်ရင်လေ1965ခုနှစ်မှာအပြောင်းလဲလေးတစ်ခုလုပ်ခဲ့တာတွေ့ရတယ်တက္ကသိုလ်ဥပဒေပညာသင်ကြားရေးကိုပြန်လဲတုံးတက်ဖို့ကော်မတီတရားဖွဲ့ခဲ့တယ်အော်ဟုတ်ကဲ့ကြည်ရင်ခန်းစားသေးမှာတက္ကသိုလ်ဥပဒေပညာရေးရည်ရွယ်ချက်တွေကိုတည်တည်ကြကြချမှတ်ခဲ့တာ အဲ့ဒီမှာထူးခြားတဲ့အချက်လေးတွေပါလာတာတွေ့ရတယ်။ဟုတ်ကဲ့အဲ့ဒီရည်ရွယ်ချက်တီထဲကအဓိကအချက်တီဘာတွေဖြစ်မလဲရှင်။ကျွန်မတတိထားမိတာကတော့ဥပရိပညာဆိုတာလူဖွဲ့စီတိဆောက်ရေးကာကွယ်ရေးကိုအထောက်အကူပြုရမယ်။ပြီးတော့ပညာချင်းနဲ့လက်တွေ့ကျကျဆက်ဆက်နေရမယ်ဆိုတာဒီပြင်ဟိုကိုချင်းတရားကိုအခြေခံရမယ်ဆိုတဲ့အချက်အဲ့ဒါကိုအလေးပေးထားတာပဲ။တော်တော်လေးမှန်ပါတယ်။အဲ့ဒီအစီရင်ခံစာရဲ့အဓိကအနှစ်သာရကိုကြည့်ရင်လေ ကိုကျင့်တရားကောင်းမွန်ရမယ်ပြီးတော့နိုင်ငံတော်ကိုတည်ဆာဆောင်တည်ရမယ်အဲ့ဒီလိုဥပဒေပညာရှင်တွေတရားသူကြီးတွေမွေးထုတ်ဖို့ဖြစ်နေတာတွေ့ရတယ်ဟုတ်ကဲ့ပို့ပြီးတော့ထူးခြားတာကဖျက်မဆို့ရလေးပါလေမေတ္တာကာရဏမူရိတာဥပေက္ခအဲ့ဓာ၄ကိုတရားမြတ်မှုဖော်ဆောင်တဲ့နေရာမှာ လက်ခံထားဖို့တိုက်တောင်းထားတာပဲอืมဒါပြင်ရှေ့နေနေနဲ့ပန့်တို့လို့လဲအမှုလိုင်းဖို့တတ်တတ်ပဲအမားမှန်ခွဲချမနေပဲလောက်တာမျိုးမဟုတ်ပဲနဲ့ အမှန်တရားနဲ့တရားမြတ်တာမှုကိုရှာဖွေတဲ့နေရာမှာတရားယုံကိုကူညီရမယ်ဆိုတဲ့အမြင်မျိုးအဲ့ဒါကိုမြင့်တင်ဖို့ရည်ရွယ်ခဲ့တာတွေ့ရတယ်ဗျာဟုတ်ကဲ့ဆိုလိုချင်တာကဥပရိပညာရေးရဲ့အဆုံးစွန်ရင်မှန်းချက်ကအမှန်တရားကိုဖော်ထုတ်ဖို့ပိတ်ဆံတတ်တရှာဖို့မဟုတ်ဘူးဆိုတဲ့သဘောထားမျိုးပေါ့တော်တော်လေးလေးနဲ့တဲ့ရင်မှန်းချက်တယ်ပဲနော်ဟုတ်ကဲ့ကိုချင်းတရားပိုင်းကိုဒီလောက်အထိအလေးပေးထားတာကတော့စိတ်ဝင်စားစရာပဲ ကဲဒီလိုတက်ကတော်ပညာရေးကနေပြီးတော့အဲမွေးဝမ်းကြောင်းပညာရှိဖက်ကိုကူးကြည့်အောင်လေဥပဒေပညာရှိပေါ်ဒါမှမဟုတ် practice of law ဆိုတာအရင်မြင့်မှာဘယ်လိုမျိုးဖွင့်ဆိုထားပါသလဲရှင်ဒီသုံးလုံးကတော်တော်လေးတော့ကျေပြန့်နေဗျာအကျဉ်းဖြင့်ပြောရရင်တော့တရားခွင်မှာကိုစားလေဖြစ်နေရှောက်လဲပြတာမျိုးဟုတ်ကဲ့ဒါမှမဟုတ်အမှုအခင်းတွေနဲ့ပတ်သက်တဲ့စာရွက်စာတမ်းတွေရှောက်လွားပြီးရေးဆွဲပြတာမျိုးအင်းပြီးတော့အငင်းပွားမှုတွေကိုဖြေရှင်းဖို့အနာအနှင်းခံထားတဲ့အဖွဲ့အစည်းတွေ ကော်မရှင်ရဲ့ရှေ့မှောင်မှာဥပဒေပညာရှင်တယောက်အနေနဲ့ကိုစားပြုပြီးဆောင်ရွက်ပေးတာတွေအဲ့ဒါတွေအလုံးစုလို့လာပါဟုတ်ကဲ့ advocate ဆိုတဲ့စကားလုံးကလည်းစိတ်ဝင်စားဖို့ကောင်းလေရှေ့နေကိုရည်ညွှန်းတာပေါ့လက်တင်ဘာသာ advocate ကလာတာတယ်အတိပဲကအကူအညီတောင်းခံရန်လူရတယ်လို့ဆိုပါတယ်အော်ဆိုတော့အဓိကကတော့သူတစ်ပါးကိုစားရက်တီလျှောက်လဲပြင်သူပေါ့အင်းဟုတ်ကဲ့ဒီလိုပညာ chief ကိုလုတ်ကင်ဖို့ဆိုရင်ကဘလို့အရေးချင်းဒီလို emulation အဲ အခြေခံအားဖြင့်တော့သက်ဆိုင်ရာဥပဒေဖွဲ့ရှိရမယ်လေ BL ပဲဖြစ်ဖြစ် LLB ပဲဖြစ်ဖြစ်ပေါ့ဟုတ်ကဲ့ဒါမှမဟုတ်ရင်အတိအမှတ်ပြုရှေ့နေလက်မှတ်သက်ဆိုင်ရာရှေ့နေစာမေးပွဲအောင်လက်မှတ်တည်ရှိရမယ်ဟိုအင်္ဂလန်က Barrister at Law ပွဲရတဲ့သူတွေလည်းပါဝင်ပါတယ် ပြီးတော့အငင်းကွားမှုတွေကိုဖြေရှင်းဖို့အာဏာအနှင်းခံထားတဲ့အဖွဲ့အစည်းတွေကော်မရှင်တွေရှေ့မှောင်မှာဥပဒေပညာရှင်တယောက်အနေနဲ့ကိုစားပြုပြီးဆောင်ရွက်ပေးတာတွေအဲ့ဒါတွေအလုံးကိုဆိုလိုတာပါဟုတ်ကဲ့ advocate ဆိုတဲ့စကားလုံးကလည်းစိတ်ဝင်စားဖို့ကောင်းတယ်ရှေ့နေကိုရည်ညွှန်းတာပေါ့လက်တင်ပါတာ advocate ကလာလာတယ်အထူးပဲကအကူအညီတောင်းခံရလို့ရတယ်လို့ဆိုပါလေအော်ဆိုတော့အဓိကကတော့သူတစ်ပါးကိုစားရက်တီရှော့လဲပေးတဲ့သူပေါ့ ဟွန်းဟုတ်ကဲ့ဒီလိုပညာ chief ကိုလော့ကိုင်ဖို့ဆိုရင်တော့ဘလို့အရေးချင်းတွေလိုအပ်မလဲရှင်အဲအခြေခံအားဖြင့်တော့သက်ဆိုင်ရာဥပဒေပွဲရှိရမယ်လေပြီးတော့ပဲဖြစ်ဖြစ် LOB ပဲဖြစ်ဖြစ်ပေါ့ဟုတ်ကဲ့ဒါမှမဟုတ်ရင်အတိမတ်ဖြူရှေ့နေလက်မှတ်သက်ဆိုင်ရာရှေ့နေစာမေးပွဲအွန်လက်မှတ်တွေရှိရမယ်ဟိုအင်္ဂလန်က barrister at law ပွဲရတဲ့သူတွေလည်းပါဝင်ပါတယ် ီးတော့အငင်းပွားမှုတွေကိုဖြေရှင်းဖို့အာနာအနှင်းခံထားတဲ့အဖွဲ့အစည်းတွေကော်မရှင်တွေရှေ့မှောက်မှာဥပဒေပညာရှင်တယောက်အနေနဲ့ကိုစားကြူပြီးဆောင်ရွက်ပေးတာတွေအဲ့ဒါတွေအားလုံးကိုဆိုလိုတာပါဟုတ်ကဲ့ advocate ဆိုတဲ့စကားလုံးကလည်းစိတ်ဝင်စားဖို့ကောင်းတယ်ရှေ့တွေကိုရည်ညွှန်းလာပေါ့လက်တင်ဘာသာ advocate ကလာတာတဲ့အဒီဘက်ကအကူအညီတောင်းခံရလို့ရတယ်လို့ဆိုပါတယ်အော်ဆိုတော့အဓိကကတော့သူတို့အားကိုစားယက်တီရှောင်လဲပေးတဲ့သူပေါ့ ဟွန်းဟုတ်ကဲ့ဒီလိုကညာ chief ကိုလိုကင်မို့ဆိုရင်တော့ဘလို့အရေးချင်းနေလို့အမလဲရှင်အဲအခြေခံအားဖြင့်တော့တပ်ဆိုင်ရာဥပဒေပွဲရှိရမယ်လေ PO ပဲဖြစ်ဖြစ် LOB ပဲဖြစ်ဖြစ်ပေါ့ဟုတ်ကဲ့ဒါမှမဟုတ်ရင်အတိမပြူရှေ့နေလက်မှတ်တပ်ဆိုင်ရာရှေ့နေစာမေးပွဲအောင်လက်မှတ်တီးရှိရမယ်ဟိုအင်္ဂလန်က barrister at law ပွဲရတဲ့သူတွေလည်းပါဝင်ပါတယ်။အရေးကြီးဆုံးလိုအပ်ချက်တစ်ခုကတော့ခုနပြောခဲ့တယ်လို့ပဲလက်တွေ့လုပ်ငန်းဝင်ဝင်ဖို့အတွက်ဝိုင်းရှင်းနေတူဦးစီမှာအနေလုံးတက်နေလက်တွေ့ဆင်းရတာ chamber practical ပေါ့ဒီဘီမှာကြည်လို့တော့ရှင်းနေစာမေးပွဲကိုဖြည့်ဆို့ခွင့်ရမှာဖြစ်ပါတယ်ဟုတ်ကဲ့ရှင်းနေတယောက်ရဲ့အခန်းကဏ္ဍနဲ့ရှိတဲ့အရေးအသွေးတွေအကြောင်းကိုဆက်ပြီးကြည့်အောင်လေအရေးမြင့်ထဲမှာဒီပညာရှိကိုမုံမြတ်တော့အတ္တမွေဝန်ကြောင်းမှုပေါ့ Nobel Professional တို့နှုံထားတယ်ပြီးတော့ရှင်းနေတယောက်ဟာလူကြီးလူကောင်း gentleman ဖြစ်ဖို့လိုအပ်တယ်ဆိုပြီးတော့အလေးပေးထားတာတွေ့ရတယ်ရှင်ဟုတ်ပါပဲဟိုဟာဝိတ်ဆိုတဲ့ပုဂ္ဂိုလ်ရဲ့အဆိုတစ်ခုကိုလည်းကိုးကားထားသေးတယ်ဗျာ သူကဘလို့ပြောလဲဆိုတော့ဘယ်နေရာမှာပဲဖြစ်ဖြစ်တရားယုံမှာပဲဖြစ်ဖြစ်ယုံမှာပဲဖြစ်ဖြစ်လူဖွဲ့စည်းတဲ့မှာပဲဖြစ်ဖြစ်အိမ်မှာပဲဖြစ်ဖြစ် သူဟာလူကြီးလူကောင်းတယောက်ဖြစ်တယ်ဂုံတိတ်ခါကြီးမားတဲ့ပညာရှိတစ်ခုရဲ့အစိတ်ပိုင်းဖြစ်တယ်အဲ့ဒီဂုံတိတ်ခါကိုထိမ့်သိမ်းရမယ်ဆိုတာဘယ်တော့မှမမေ့ပါနဲ့ဆိုတဲ့သဘောမျိုးပါဟွန်းလင်းနေတယ်နော်ဟုတ်ကဲ့ Lord Elden ရဲ့အစိုးရတွေကတခုကလည်းစိတ်ဝင်စားဖို့ကောင်းတယ်သူချုံနဲ့ရှိနေဖြစ်ခြင်းရဲ့ရသေးလို့နေထိုင်ပြီးမြင်းလို့အလုပ်လုပ်ပါတယ် အင်တန်စ조사ရမယ်ဆိုတဲ့သဘောကနော်ဟုတ်ပါတယ်조사အထောက်မှုရဲ့အရေးပါပွင့်ကိုပြတာပေါ့ဒါပြင်လေကျေပြန့်တဲ့ဘဟုတုတာနဲ့စင်ဆက်မပြတ်လေလာတင်ယူမှုအဲ့ဒါကလည်းမရှိမဖြစ်လိုအပ်တယ်လို့ဆိုထားရနော်ဟုတ်တယ်တရားဥပဒေတစ်ခုတည်းသိယုံနဲ့မရဘူးဟိုတမိုင်းတို့တစ်ပန်တို့ဒသနာကပိတစီဝါရေးလူမှုရေးစသဖြင့်ပေါ့ကျေကျေပြန့်ပြန့်တည်ထားဖို့လုံလေဆိုတဲ့သဘောကို Justice Joseph Bradley ရဲ့အဆိုကိုကိုးကားပြီးပြောထားတာတွေ့ရတယ်မှန်ပါတယ် ဒီချက်တွေအားလုံးကိုစုစည်းပြီးကြည့်လိုက်ရင်ပေါ့လေရှင့်နေတရားမှာဘာတွေလိုအပ်လဲဆိုတော့ဥပဒေအသိပညာကောင်းရမယ်စ조사အထောက်မှုရှိရမယ်ကိုကျင့်တရားနဲ့ကျင့်ဝတ်ဆောင်ထင်းရမယ်ယောသားမှုလူကြီးလူကောင်းစာမှုပေါ့ဟုတ်ကဲ့ပြီးတော့ကျေပြန့်တဲ့အထွေထွေဘုဒ္ဓတာလည်းလိုတယ်ကောင်းမွန်တဲ့ဆက်ဆံရေးနားချာစည်းရုံးနိုင်စွာနေလေပေါင်းစုံဖို့လိုအပ်တယ်ဆိုတာတွေ့နိုင်ပါတယ်ဗျာအင်းဒါပြင်အရင်အမျက်ကနေရှင့်နေတရား တစ္ဆာစောင့်တည်ရမယ်အထိကအချက်၄ချက်ကိုလည်းထောက်ပြထားတယ်။ဘာတွေပါလဲရှင်။အဲ့ဒါတွေကတော့ကိုယ့်ရဲ့အတိုက်မွေးဝမ်းကြောင်းမှုအပေါ်မှာတစ္ဆာရှိရမယ်။ကိုယ့်ရဲ့အမှုတွေအပေါ်မှာတစ္ဆာရှိရမယ်။ပြီးတော့ပြိုင်ဘက်ရှိနေအရင်မြတ်မှာတော့လေးစားသမှုနဲ့ learned friend လို့သုံးထားပါတယ်လေ။ဟုတ်ကဲ့။အဲ့ဒီပြိုင်ဘက်ရှိနေအပေါ်မှာနောက်ဆုံးတစ်ခုကတော့တရားရုံးအပေါ်မှာတစ္ဆာဆောင်တည်ရမယ်ဆိုတာပါပဲ။ဟုတ်ကဲ့။ဒါဆိုရင်ရှိနေရတဲ့တိကျတဲ့တာဝန်တွေကတော့ဘာတွေဖြစ်မှာလဲရှင်။ အဓိကအားဖြင့်တော့ကြိုးချောင်းစီလျော်တဲ့ဂေယုဆိုင်မှုနဲ့ကျွမ်းကျင်မှုရှိရမယ်။ reasonable care and skill ဟုတ်ကဲ့။ကိုယ့်ရဲ့ပေါ်ဆောင်မှုကြောင့်အမှုတွေနစ်နာသွားရင်တာဝန်ယူရမှာဖြစ်ပါတယ်။နောက်ပြီးတော့အမှုတစ်ခုမှာအမြင်နှမျိုးရှိတတ်တယ်လေ။ကိုယ့်အမှုတွေဘက်ကတင်ပြသလိုတစ်ဖက်အမြင်ကိုလည်းလေလုရှုလို့မရဘူး။음။ဒါပေမဲ့တစ်ခုတတိပေးထားတာကတရားရုံးရှေ့မှောက်မှာမိုင်မဲတော့တို့ဘဟုတ်သိုးတွန်းတော်စကားမျိုး silly or wicked ပေါ့။အခြေအမြင်မရှိတာမျိုးတော့မပြောစို့လို့လို့ မှန်ပါတယ်။နော်ဂီအင်္ဂလိပ်ရှိနေကျင်းဝတ်အရာတော့လေတင်းတော်တဲ့အခါကြီးဝီရရင်ကိုလုတ်ကိုင်းနေကြတရားရုံးတွေကအမှုတွေကိုအထူးအကြောင်းမရှိရင်လက်ခံပေးဖို့တောင်းဝန်ရှိတယ်လို့ဆိုရတယ်။အဲ့လိုလား။ဟုတ်ကဲ့။ဆိုလိုတာကအမှုတွေကချမ်းသာလားဆင်းရဲလားဆိုတာကိုမကြည့်ဘဲနဲ့တရားမျှတမှုရရှိရေးအကလဝန်ဆောင်မှုပေးဖို့တောင်းဝန်ရှိတယ်ဆိုတဲ့သဘောမျိုးပေါ့။အင်းကျဝပိုင်း code of ethics ကိုပို့ပြီးတော့အသေးစိတ်ဆွေးနွေးကြည့်ကြအောင်ရှင်။ဟုတ်ကဲ့။ဒါကပညာတတ်များရဲ့အတ္တမွေးဝမ်းကြောင်းမှု learned profession ဖြစ်တဲ့အတွက်မြန်မာတဲ့စံနှုန်းတွေထားရှိတယ်လို့အရင်မြစ်ကဆိုပါရယ်ဟုတ်ကဲ့ရှင်းနေခါတမတ်တဲ့အခါမှာတော့လေဒီအလို့ကတရားမျှတမှုရှိမှန်ခန့်ကွဲရေးအစိပ်ပိုင်းတစ်ခုဖြစ်တဲ့ငွေရှားဖို့တက်တက်လုပ်တဲ့ကုန်ကွယ်မှုမဟုတ်ဘူးဆိုတာကိုသတိပြုရမယ်လို့အလေးပေးထားတယ်ဗျဟုတ်ကဲ့ဟုတ်ကဲ့ဒါကြောင့်အခေးချင်းငွေကိုအလွန်အကျွံတောင်းတာမျိုးရောကိုပညာချေးရဲ့ဂုဏ်သိက္ခာကြဆင်စေလောက်အောင်ဈေးနှိမ်ပြီးလက်ခံတာမျိုးရောနှစ်ခုလုံးမလွတ်သင့်ဘူးလို့ဆိုပါတယ်ဟုတ်ကဲ့ ရှင်းနေခနဲ့ပတ်သက်လို့သဘောတူညီချက်တွေလုံနိုင်တယ်လို့ဆိုထားတယ်เนาะဥပဒေအရ Legal Practitioners Act ကိုညီညွတ်ထားတာတွေ့လေဟုတ်ပါတယ်ဒါပေမဲ့သဘောတူညီချက်မရှိခင်တောင်မှလုံအားခ Quantum Merrier ကိုစာချုပ်ဥပဒေမူအရတောင်းဆိုခွင့်ရှိတယ်လို့ဆိုထားတယ်เนาะဟုတ်ပါတယ်မှန်ပါတယ်ဒါပေမဲ့လုံဝလုံဝခွင့်ပြုတဲ့အချက်တခုရှိတယ်အဲ့ဒါကတော့ဟုံးနိုင်မှအခေးချင်းငွေပို့ယူမယ်ရှုံးရင်တော့ဒီလောက်ပဲယူမယ်ဆိုတဲ့ပုံစံမျိုးသဘောတူတာ oh contingency fee လို့မျိုးမို့အဲ့လိုမျိုးပေါ့ဒါမျိုးကကြီးလေတဲ့အချင်းပြတ်မှု gross misconduct လို့တတ်မှတ်ထားပါတယ်ဗျာဟုတ်ကဲ့တခါတလေကြရင်တော့တရားရုံးကလိုအပ်လို့တောင်းဆိုလိုက်ရေအခေးချင်းငွေမယူပေးနဲ့တရားရုံးရဲ့မိတ်ဆေ Amicus Korea အဖြစ်ကူညီဆောင်ရွက်ပေးရတာမျိုးသရှိနိုင်ပါတယ်ဟုတ်ကဲ့ဒါဆိုတရားရုံးထဲမှာလိုက်နာရမယ်အမှုချင်းတီ etiquette ပေါ့အဲ့ဒါကတော့ဘလို့ရှိမလဲရှင်အဲအဓိကတော့ တရားရုံးအပေါ်မှာယူတီလီစာမှုပြသဖို့ပါတယ်တရားရုံးရဲ့ဂုဏ်တိခါကိုထိမ့်သိမ်းရမယ်ဟုတ်ကဲ့ဥပမာပြောရရင်တရားခွင်အတွင်းမှာစူညာတာမျိုးကျဲလောင်စွာရေမောတာမျိုးတရင်စာလိုဝတ္ထုတို့ဖတ်ရှုနေတာမျိုးဒါတွေမလို့ကဘူးပေါ့အင်းတရားထုတ်ကြည့်ဝင်လာတဲ့အချိန်ထွက်သွားတဲ့အချိန်တွေမှာမတ်တက်ရက်ပြီးရိုတေပြူရမယ်နောက်ပြီးအရေးကြီးတာတစ်ခုကတတ်မှတ်ထားတဲ့ဝတ်စုံဝိယုံရှိခေါင်းပေါ့ ဲ့ဒါကိုဝစ်စင်ဖို့လိုရတာပါဟုတ်ကဲ့ဟုတ်ကဲ့ကောင်းဝေးရမယ်ပေါ့ဟုတ်ပါတယ်ဒီလိုရင်ကျက်မှုစီကံတွေကိုမလိုက်နာဘူးဆိုရင် တရားရုံးကိုမထီမဲ့မြင်ပြုမှု contempt of god အဖြစ်နဲ့အရေးယူခံရနိုင်တယ်လို့ဆိုထားပါတယ်ဗျာဟုတ်ကဲ့တာမစ်ချက်တွေ prohibitions တွေလည်းရှိသေးတယ်နော်ရှင်းနေလေပါတွေကိုမလုပ်ရဘူးလို့ဆိုထားပါတယ်ရှင်အဲ့ဒါတွေလည်းအတော်များများရှိပါတယ်ခင်ဗျအကြံဖြင်းပြောရရင်တော့အမှုတစ်ခုကိုလက်ခံလိုက်ပြီးရင်ခိုင်လုံးတဲ့အကြောင်းပြချက်မရှိဘဲနဲ့အလဲမှာပြစ်ထားလို့မရဘူး စွန့်ပစ်လို့မရဘူးပေါ့ဟုတ်ကဲ့နောက်တစ်ခုကအမှုတေးရဲ့သဘောတူညီချက်မရှိဘဲနဲ့ကိုအမှုကိုတခြားရှင်းနေတယောက်စီလွှဲပေးလိုက်လို့မရဘူးอืมဒါပေမဲ့အရေးပေါ်အခြေအနေမျိုးမှာတော့အချင်းချင်းကူညီနိုင်ပါတယ်ပေါ့လေနောက်ပြီးတော့တရားရုံးရဲ့ခွင့်ပြုချက်မရှိဘဲနဲ့ကုန်တွယ်မှုလုပ်ငန်းတွေစီးပွားရေးလုပ်ငန်းတွေမှာပါဝင်လုပ်ကိုင်လို့မရဘူး။အော်ဟုတ်ကဲ့။နောက်တစ်ခုကဟိုအမှုတေးရှာပြီးတဲ့ပွဲစားလေလေတောက်လို့ခေါ်တယ်အဲ့ဒီအမြဲထဲမှာ ဲ့ဒီပွဲစားတွေကိုအခကျင်းငွေပေးပြီး900နာမျိုးလုတ်လို့မရပါဘူး။ဒါကဥပဒေရပါပေးမှုမြောက်တယ်လို့ဆိုပါတယ်။ဟုတ်ကဲ့။ကြော်ညာတာနဲ့ပတ်သက်လို့ကောရှင်းနေဒီဟာကိုကိုကိုကြော်ညာလို့မရပါဘူး။ဟိုတာမန်ကိုနာမည်နဲ့ယာဒူးလေးပါတဲ့ကပြ visiting card ကလွဲရေပေါ့။ဟုတ်ကဲ့။ကုဒတ်ဘုံကြီးကုအချက်လက်တွေကိုဥပဒေဆိုင်ရာတရင်စာတွေမှာတော့ထုတ်ဝေဖို့ပေးတာမျိုးရှောင်ရမယ်လို့ဆိုပါတယ်။อืมနောက်ပြီးတော့လုံးဝမလုပ်ရမယ့်အချက်တစ်ခုကတော့ဟမှုတွေကိုလေး တရာထူကြီးတူဦးနဲ့ကိုကအထူးရင်းကြီးလို့လွမ်းမောနိုင်တယ်ဆိုတာမျိုးသွားပြောတာအဲ့လိုမျိုးပေါ့ဟုတ်ကဲ့ဒါကတော်တော်လေးကြီးလေပညာဖြစ်ဖြစ်ဆိုင်ရာအကျင့်ပြတော်မူပဲနောက်ပြီးတော့အမှုတစ်ခုထဲမှာရှင်းနေဖြစ်တော့တက်တေဖြစ်ပါပါဝင်လို့မရဘူးဟုတ်ကဲ့နောက်ဆုံးတစ်ခုကတော့ကုမ္ပဏီတစ်ခုရဲ့လက္ခဏာဥပဒေကြံပေးရှင်တွေဖြစ်ခရင်ရည်ရွယ်အဖြစ်ပေါ့လေအဲ့ဒီကုမ္ပဏီအတွက်တရားလွတ်တော်ရှိမှလိုက်ပါလျှော်လဲခွင့်မရှိဘူးဆိုတဲ့ကန့်တက်ချက်မျိုးလည်းရှိပါတယ် ုတ်ခဲ့ပါရှင်။ကာဝင်တီကျင့်ဝတ်တွေတားမစ်ချက်တွေတော်တော်များများကိုဆွေးနွေးခဲ့ပြီးပြီဆိုတော့လीဒါဆိုရှိနေတဲ့အတွက်အခွင့်အရေး privileges တွေကိုဘာတွေရှိပါသလဲ။ဟိုအင်္ဂလန်မှာဆိုရင်တရားရုံးတွင်ပြောဆိုချက်တွေအတွက်အကျွင့်မဲ့အကာအကွယ် absolute privilege ရှိတယ်လို့ကြားဟုတယ်ရှင်။မြန်မာနိုင်ငံမှာကဘယ်လိုအခြေအနေရှိမလဲ။ဟုတ်ကဲ့။မြန်မာနိုင်ငံချင်းနေပတ်သက်ပြီးအရေးမြန်မာ ရှင်းပြထားတာကတော့ဒီအခွင့်အရေးကအကျွင့်မဲ့မဟုတ်ဘူး not absolute ဆိုတာပါပဲ။ ဆိုလိုတာကတရားခွင်မှာကုပညာရှိအရာပြောဆိုခွင်တော့ရှိတယ်ဒါပေမဲ့ဂယုမဆိုင်ပဲနဲ့အချိန်မြင့်မရှိပဲနဲ့သူတို့ဘက်ရဲ့ဂုံတွေကိုထိခိုက်စေတဲ့ပြောဆိုမှုတွေမိခွန်းထုတ်မှုတွေလုပ်ခဲ့ရင်တော့အကာအကွယ်မရနိုင်ပါဘူးဟုတ်ကဲ့ပါတတိခန့်ဥပဒေပါဖြတ်ထမ်းချက်တွေကိုချိုးဖောက်ရင်ရှေ့နေမြကောင်စီအက်ဥပဒေပါကောင်စီအက်အရာအရေးယူခံရနိုင်တယ်လို့ဖော်ပြထားပါတယ်ဗျာအင်းတရားရေးအရာရှိတယောက်ရဲ့စွန့်ဖြတ်ချက်ကို မလျော်မကန်မိခွန်းထုတ်တဲ့ရှေ့နေတယောက်ကို တရားရုံးကတတိပေးခဲ့တဲ့အမှုတစ်ခုကိုလည်းဥပမာအနေနဲ့ဖော်ပြထားတာတွေ့ရပါတယ်။ဟုတ်ကဲ့။တခြားခွင့်ရည်တွေကိုရှိသေးလားရှင်။နောက်ထပ် အခွင့်အရေးတစ်ခုကတော့တရားရုံးကိစ္စတွေအတွက်တွာလာနေတဲ့အချိန်မှာတရားမှတ်မှုနဲ့ဖမ်းဆီးခံရခြင်းကနေကင်းလွတ်ခွင့်ရှိတာပါပဲ။အော်။ဒါပြင်ဟိုဘာကြီးညီနောင်များပေါ့ Brotherhood of the Bar ဆိုတဲ့အတုံးနှုံးလေးကိုလည်းမိပေါင်းထိုးပြထားတယ်။ ဒါဘာကိုဆိုလိုလဲဆိုတော့ရှင်းနေလောကမှာအငယ်ရန်အကြီးတန်းမခွဲကြပဲအားလုံးဟာတန်းတူညီမျှဆက်ဆံခံရတယ်ဆိုတဲ့သဘောတရားကိုရည်ညွှန်းတာဖြစ်ပါတယ်။ကောင်းပါပြီရှင်။ဒါဆိုရင်ဒီနေ့ကျွန်မတို့ဆွေးနွေးခဲ့တာတွေကိုခြုံငုံပြီးတော့ပြန်ကြည့်လိုက်ရအောင်နော်။ဒီရရမြင့်တင်နေကျွန်မတို့သိလိုက်ရလာကမြမနိုင်ငံဥပဒေပညာရေးမှာတက္ကသိုလ်အဆင့်ရဲ့အသက်မွေးဝမ်းကြောင်းအဆင့်ရဲ့ဆိုပြီးတော့အဓိကအပိုင်းနှစ်ပိုင်းရှိတယ်။ဟုတ်ကဲ့။သူမှာကိုလိုနီခက်က စခဲ့တဲ့တမိုင်းကြောင်းရှိတယ်။ပြီးတော့အဆင့်ဆင့်ပြောင်းလဲတိုးတက်လာခဲ့တယ်။ အထူးသဖြင့်တက္ကသိုလ်ဥပဒေပညာရဲ့ရည်ရွယ်ချက်တွေမှာကိုကျင့်တရားနဲ့ကျင့်ကိုကိုအမတန်အလေးထားတယ်။ဟိုပြမစုတယောက်လိုဘာသာရဲ့အဆုမတွေအထီတောင်ထဲသွင်းစဉ်းစားထားတာတွေ့ရတယ်ရှင်။ဟုတ်ပါတယ်။ပြီးတော့ဥပဒေပညာရှိကိုမွန်မြတ်တဲ့အတမွေဝမ်းကြောင့်မို့ဖြစ်ရှုမြင်တယ်။ရှင်နေဒီကိုလူကြီးလူကောင်းဖြစ်ဖို့မျှော်မှန်းထားတယ်။ဟုတ်ကဲ့။ဒါကြောင့်မို့လို့သူတို့မှလိုက်နိုင်ရမယ်တိကျတဲ့တာဝန်တွေကျင့်ဝတ်ဖွယ်ရှောင်ကြဉ်ရမယ်တားမြစ်ချက်တွေအများကြီးရှိနေတာဗော။အင်း ရှင့်နေတိတော့ဖြစ်လာဖို့အတည်းလဲသတ်မှတ်ထားတဲ့ပညာရေးလမ်းကြောင်းရှိတယ်။လက်တွေလေ့ကျင့်မှုတွေလိုအပ်တယ်။နောက်ဆုံးအနေနဲ့ကတော့ရှင့်နေတွေမှာအခွင့်အရေးတွေရှိသလိုတာဝန်တွေလည်းရှိတယ်။ဒီနှစ်ခုကြားမှာဟန်ချက်ညီဖို့လိုအပ်တယ်ဆိုတဲ့အချက်တွေကိုပေါ်လွှင်စေပါတယ်ဗျာ။ဟုတ်ကဲ့။ဒီဆွေးနွေးမှုကနေပြီးတော့လေ့လာသူအနေနဲ့မြန်မာနိုင်ငံဥပဒေပညာချီရဲ့အခြေခံသဘောတရားတွေညွှန်မှန်းချက်တွေအထူးသဖြင့်ချင်းဝေးပိုင်းဆိုင်ရာအလေးပေးမှုတွေကိုပို့ပြီးတော့နားလည်သွားမယ်လို့မျှော်လင့်ပါတယ်ရှင်။ ဟုတ်ကဲ့နိုင်ငံတကာငယ်ရဲ့တရားဥပဒေစိုးမှုအရေးအတွက်တရားမျှတမှုနဲ့အမှန်တရားကိုဖော်ဆောင်တဲ့နေရာမှာအရေးချင်းရောကျင့်ဝတ်ပါပြည့်မွားတဲ့ဥပဒေပညာရှင်တွေရဲ့အခန်းကဏ္ဍကဘလို့အရေးကြီးတဲ့ဆိုတော့ကိုလည်းထပ်ပြီးတော့တတိပြုမိစေမှာပါဟုတ်ပါတယ်ဒီဆွေးနွေးမှုကိုအဆုံးသတ်ခင်ပါလေစိတ်ဝင်စားစရာမိကွန်းတစ်ခုလေးပြချခဲ့ခြင်းပါလေဗျာအရေးမြတ်ထဲမှာတက်ကတော့ဥပဒေပညာရေးရဲ့အဓိကယူမှန်ချက်တစ်ခုအဖြစ်ကိုချင်းတရားကောင်းမွန်ခြင်းနဲ့အတူနိုင်ငံတော်ကိုသစ်စွာရှိခြင်းဆိုတာကို တဆက်တည်းပေါ်ပြထားတာတွေ့ရတယ်လေဟုတ်ကဲ့ဟုတ်ကဲ့ဆိုတော့ဒီလိုဆက်ဆက်နေပုံရတဲ့ရီမန်းချက်နှစ်ခုရဲ့အတိတ်ပဲဖွင့်ဆိုမှုဒါမှမဟုတ်လက်တွေ့အကောင့်အထည်ပေါ်မှုကနိုင်ငံရဲ့ပြောင်းလဲနေတဲ့နိုင်ငံရင်းနဲ့လူမှုရေးအခြေအနေတွေအပေါ်မူတည်ပြီးတော့ဘလို့နားလည်မှုတွေဘလို့အထုံးချမှုတွေထက်လာနိုင်မလဲအဲ့ဒါကလို့ဒီအရင်းမျိုးကိုဖတ်ရှုပြီးနောက်မှာဆက်လက်ပြီးတော့စဉ်းစားစရာအချက်တခုခင်နိုင်ပါတယ်ခင်ဗျာ